လောကမှာလူတွေပြောနေရှိကြတယ်။အေးမိကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်ဆိုတာအတိမပြုတ်ကြ။သို့တော့မိကောင်းဆွေကောင်းဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးဟာမိကောင်းဆွေကောင်းမဲမိကောင်းဆွေကောင်းရဲ့အတိပ္ပယ်ကိုဖော်ထုတ်တဲ့အခါမှာကြတော့လွဲချော်မှုတွေရှိကောင်းရှိနေတယ်နော်။သို့မဟုတ်မိကောင်းဆွေကောင်းကိုတရုပ်ဖော်တဲ့အခါမှာမပြည့်မစုံဖြစ်တာမျိုးတွေလည်းရှိနိုင်တယ်။မိကောင်းဆွေကောင်းလိုအပ်တယ်ဆိုတာတော့လူတိုင်းလက်ခံတယ် ဘယ်ပုဂ္ဂိုလ်မျိုးဟာမိကောင်းဆွေကောင်းလဲဆိုတာကြတော့မသိနိုင်ကြဘူး။မိကောင်းဆွေကောင်းလိုအပ်တာဘယ်အတိုင်းအခြားအထိလိုအပ်တယ်လဲ။ယသောဗျာဒခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေတဲကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဘဝကြီးပွားရေးအတွက်လည်းမိကောင်းဆွေကောင်းလိုအပ်တာပဲ။သံဃာဝကလွတ်မြောက်ဖို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့နေရာမှာလည်းမိကောင်းဆွေကောင်းလိုအပ်တာပဲ။လောကီရေးကိစ္စဖြစ်ဖြစ်လောကုတ္တရာရေးကိစ္စဖြစ်ဖြစ် မိကောင်းစိတ်ဟောင်းဟာအမတန်မှအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်။ယေဇောပြားကကြီးပွားတိုးတက်ဖို့အတွက်အင်္ဂါနှစ်ချက်ပေါ်ပြထားတာရှိတယ်။လောကသံတရားနှစ်ဖြာကြီးပွားရေးအတွက်နံပါတ်1မိကောင်းစိတ်ကောင်းရှိရတယ်။ဒါကအပြင်ဘက်ကအကြောင်းတရားလို့ခေါ်တယ်။ external condition အပြင်ဘက်ကအကြောင်းတရား။နောက်တစ်ခုကယောနိသောမနတိကာရ မှန်မှန်ကန်ကန်နှလုံးသွင်းဆင်ခြင်တတ်မှုဆိုတဲ့အကြောင်းတရားလည်းလိုအပ်တယ်။အပြင်အကြောင်းတွေကဘလောက်ကောင်းကောင်းယောနိသောမနတိကာရလို့ဆိုတဲ့ internal condition မကောင်းဘူးဆိုလို့ရှိရင်လည်းကြီးပွားတုတ်တဲ့ကိုမရနိုင်ဘူး။ဘက်ဆုံးလိုအပ်တယ်လို့မျက်စောပြတယ်။နေရာတိုင်းနေရာတိုင်းမှာမြတ်စွာဘုရားအကြောင်းကိုနှစ်ခုနှစ်ခုခေါ်နေရှိပါတယ်။တေချာတတိထားခြင်း external condition နဲ့ internal condition အပြင်ဘက်ကအကြောင်းတရားအတွင်းကအကြောင်းတရားအတွင်းနဲ့အပြင်ဒီနှစ်ခုပေါင်းစပ်ပြီးတော့မှထုတ်လုပ်လို့ရတယ်ဒါအတိတ်သဘာဝကြတယ်ပဲလောကလည်းဒီတိုင်းပဲလေအဲ့တော့နိဗ္ဗာန်ချမ်းသာလို့အလွန်လလန်းမမီတဲ့နန္ဒယောကလွတ်မြောက်တဲ့ချမ်းသာဒုက္ခမျိုးတောင်ကလျာဏမိတ်တာဟာအရေးကြီးသေးတယ် ဒါတော့အရေးပါတဲ့ကိစ္စဆိုကလျာဏမိတ်တာပါရသေးတယ်။တဏ္ဍာလောကီရေးကိစ္စတွေမှာလည်းပဲကလျာဏမိတ်တာအကျိုးပြုမယ်ဆိုတာအမတားမှထင်ရှားတယ်ပေါ့။ဒါကြောင့်မလို့မိတ်ကောင်းဆွေကောင်းပြီးဖို့လိုတယ်။မိတ်ကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်အားလုံးကလက်ခံတယ်။မိတ်ကောင်းဆွေကောင်းပေါင်းသိရမယ်ဆိုတာအဋ္ဌဉာဏ်ရှိတဲ့လူတိုင်းကလက်ခံတယ်။သို့သော် ကိုပေါင်းနေတဲ့မိတ်ဆွေတွေတကယ်မိတ်ကောင်းလားဆွေကောင်းလားဆိုတာကြတော့လူတိုင်းမသိကြဘူးအဲ့ဒါကြောင့်မိတ်ကောင်းထင်ပြီးတော့ပေါင်းတဲ့ဆက်ဆံနေကြတာတွေအများကြီးရှိတယ်နော်မိတ်ကောင်းဆွေကောင်းမဟုတ်ဘူးသို့တော့ကိုကမိတ်ကောင်းဆွေကောင်းထင်တယ်မိတ်ဆွေဆိုတာအာကြီးတဲ့မိရအကြောင်းတစ်ခုလို့ဥပနိဒေယပစ္စယောဆိုပြီးတော့မြတ်စွာဘုရားကဟောထားတာရှိတယ်အာကြီးတဲ့မိရတစ်ခုပဲ ကောင်းပြီမိကောင်းဆွေကောင်းဆိုတာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအင်္ဂုတ္တရနိကေတမှာမိတ္တသုတ်ဆုံးပြီးတော့ဟောထားတယ်ရှင်။အဲ့ဒီတည်းမှာပေါင်းတင်တိုက်တဲ့မိတ်ဆွေတဲ့မိကောင်းရဲ့သင်ပြန်လက္ခဏာမိကောင်းဆိုတာလူစိုးလူကောင်းဆိုတာရုပ်ကြည်ုံနဲ့သိပါမလား။အပေါ်ယံကြည်ုံနဲ့တော့မသိဘူး။ ဒါကြောင့်ငယ်ငယ်တုန်းကပြောကြတယ်မင်းလူဆိုးဆိုတာဂျိုးတိုင်းမှာမဟုတ်တာပဲသိတယ်နော်ဂျိုးပေါက်နေရင်တော့သိရင်သိမှာပေါ့အဲ့ဒါကြောင့်မလို့လူမြင်ယုံနဲ့ဒီလိုကလူကောင်းလားလူဆိုးလားသိလို့မရဘာနဲ့သိရတော့ဆိုသူ့ရဲ့လောက်ရပုံမှန်မှုပြီးတော့မူတည်ပြီးတော့သိရတယ်သူလောက်တဲ့လောက်ရတဲ့ကိုကြည့်ပြီးတော့ဒီလိုကလူကောင်းလားလူဆိုးလားဆိုခွဲခြားသိတယ်အဲ့တော့မိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့အကဲခန့်လို့ရတဲ့အခြေအနေလေးတွေကိုမြတ်စွာဘုရားဟောထားတာရှိတယ် နံပါတ်၁ကဘာလို့ဆိုဒုဒ္ဒတံတဒါတိပေးနိုင်ခဲ့တဲ့အရာကိုကို့မှာအကူအညီလိုနေလို့ပေးနိုင်ခဲ့တဲ့အရာကိုပဲစွန့်လွတ်ပြီးတော့ပေးထားလို့ရှိရင်ဒါမေကောင်းစေအောင်ပဲဒုက္ကရံကရောတိတဏ္ဍာပုဂ္ဂိုလ်တွေလုံးဖို့မလွယ်ဘူးလုံးနိုင်ခဲ့တဲ့အရာကိုပဲလုတ်ပေးတယ်ဆိုလို့ရှိရင်လည်းမေကောင်းစေအောင်ပဲဒါတော့ဘလောက်ခဲရင်းနေဆိုတာတော့အတိုင်းအတာတစ်ခုရှိတာပေါ့နော် နောက်တစ်ခုကဒုက္ခမံခမတိတကယ်သိခံနိုင်ခဲ့တဲ့အရာအမှန်ပုဂ္ဂိုလ်ဒီသိခံနိုင်ဘူးသိခံနိုင်ခဲ့တဲ့အရာကိုပဲသိခံတတ်တယ်ဆိုလို့ရှိရင်ဒါမေကောင်းဆွေကောင်းမေကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမိတ္တသုံးမှာမြတ်စွာဘုရားအင်္ဂါရက်ကလေးတွေကိုထုတ်ပြီးတော့ဟောတာနောက်ဒုက္ခရောက်လာတဲ့အခါမှာစွန့်ပစ်ပြီးတော့မသွားဘူးအဲ့ဒါလည်းမေကောင်းဆွေကောင်းပဲ အခုလောကမှာအများဆုံးကຢာလူလေးရှိရင်ပေါင်းကြတယ်။ဗက်ဆန်လေးရှိရင်ပေါင်းကြတယ်။ຢာလူလေးကြာသွားရောမမြင်ကြအောင်ဆောင်။ဆင်းရဲမွဲတေဒေဝလီခံသွားတာနဲ့တပြိုင်နက်မမြင်ကြအောင်ဆောင်။ဟုတ်ကဲ့လား။အဲ့ဒီအနေထားမျိုးဆိုတော့လူများစုကိုပြောတာပါ။အများစုဒီຢာလူကိုပေါင်း အများစုသည်ငွေကြေးတနာကိုပေါင်းဒီပုံစံမျိုးဖြစ်တယ်ပေါ့ဒါလောကကြီးရဲ့သဘာဝကွာထိတိုင်းပဲเนาะအဲ့တော့မိကောင်းဆွေကောင်းဖြစ်ဖို့ရာအမြဲတမ်းအရေးကြီးကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းဖြစ်အာပဒာတုနဝိသဟတိဒုက္ခရောက်နေတဲ့အချိန်မှာစွန့်ပြီးမသွားဘူးတဲ့အဲ့ဒါမိကောင်းဆွေကောင်းလို့ပြောတယ်ငငယ်တော့ကပုံမြင်လေးတခုဖတ်ရတယ်အမြဲတမ်းမှတ်သားစရာကောင်းတဲ့ပုံမြင် အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ထဲကပုံမြင်လေးတစ်ခုတကယ်ချင်းနှစ်ယောက်တောင်းအုပ်ကြီးတစ်ခုကိုဖြတ်သန်းသွားတယ်တယောက်ကတနတ်ပါတယ်လက်နဲ့ပါတယ်တယောက်ကမပါဘူးတနတ်ပါတဲ့လူကဘာပြောဒီနေရာမှာဆင်ပဲတွေ့တွေ့ကြားပဲတွေ့တွေ့ဘာကောင်ပဲတွေ့တွေ့ဟောငါကာဝယ်နိုင်တယ်ပေါ့ဘယ်ကောင်မှမကြောက်ဘူး သူကအဲ့လိုပြောပြောလို့မှမဆုံးသေးဘူးလမ်းခွေတခွေကဝက်ပေါ်ကြီးရဲ့ဘွားကနေပေါ်လာတာအဲ့ဒီချိန်မှာမပါလို့တုံးဆိုတော့သူတငယ်ချင်းကဘာလက်နဲ့မှမပါရှာဘူးသူကတနတ်ကြီးနဲ့ဝက်ဝင်ကြီးလည်းတွေ့လိုက်ရောမင်းသားကတစ်ပင်ပေါ်တက်ပြေးပါလေရောလက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားတယ်နော်လက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားတယ်ကိုလူယုံပြီးထွက်ပြေးသွားတယ် တဏ္ဍနဲ့မကားွယ်နဲ့ပြောလို့မှအတ္တမတိတ်သေးဘူးဝဲဝုန်နဲ့ပဲပဲမှတွေ့တိတ်လို့မရတဲ့အနေအထားမျိုးမှာကားရရုပ်ခနဲ့ဆိုသူကအရင်မြင်တာဘို့သူကမမြင်ဘူးသူတငယ်ချင်းတတိတောင်မပေဘူးဆိုရုပ်ခနဲ့ထွက်ပြေးသွားတငယ်ချင်းလုတဲ့လူကတိမ့်ဖို့အချိန်မရတော့ဘူးအဲ့တော့သူ့အတက်ကိုသူကံွယ်တဲ့အနေနဲ့လဲပြီးတော့အိတ်လိုက်ပြီးတော့အသက်မရှိအောင်ချုပ်ပြီးအသေးကောင်းရောဆောင်းပြီးတော့နေလိုက်ရတယ် ပြေးဖို့ကအချိန်မရနိုင်အဲ့ဒီအချိန်မှာဝက်ဝင်းကြီးကအနန္တလာပြီးတော့ခေါင်းကိုရှာနေရက်တယ်ဟိုနန်းဒီနန်းလောက်တပေါ့အဲ့ဒါမလှုပ်ရဲဘူးအသက်လည်းမရှူရဲဘူးငြိမ်းနေရလှုပ်လိုက်ရင်တော့ကြိုက်တော့မှသိချာအဲ့ဒါလိုငြိမ်းနေတဲ့အခါကျတော့ဝက်ဝင်းကြီးကလက်နဲ့ဟိုဘက်ကပုတ်ကြည့်ဒီဘက်ကပုတ်ကြည့်အသေးကြီးပဲဆိုပြီးတော့ဝက်ဝင်းကြီးကသူ့လမ်းသူ့လျှောက်သွား ဝဲဝင်ကြီးတကယ်ကွယ်သွားပြီဆိုတော့မှဟိုတဏှာနဲ့ကောင်မှတိဗ္ဗေမောဟနဲ့ဆင်းလာတယ်ဆင်းလာပြီးတော့တငယ်ချင်းတငယ်ချင်းဘင်းဝဲဝင်ကြီးကတူ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 နဲ့ဘာပြောသွားတာတော့ဘာပြောသွားတာတော့ဆိုတော့ဟိုလူကပြောတယ်အေးဝဲဝင်ကြီးကငါနာနာကပြောသွားတယ်လို့မိတ်ဆွေတငယ်ချင်းမပီတာတဲ့အကောင်မျိုးနောက်ဘယ်တော့မှမပေါင်းနဲ့လို့ပြောသွားတယ်အဲ့ဒါလို့ပြောသွားတယ် အရေးကြုံလာပြီးတော့နှစ်ဦးပေါင်းပူးပေါင်းပြီးတော့ခုခံမယ်မရှိဘဲနဲ့အဲ့ဒီလိုကိုလူယုံသွားတဲ့အကောင်မျိုးဘယ်တော့မှမပေါင်းနဲ့သူဝဲဝင်ကြီးကသူ့မှာသွားတယ်လို့ပြောတဲ့။အလုံးမသားစရာကောင်းတယ်ဟာ။အဲ့ဒါကိုပြောတာအာပရာတုနသေတိဒုက္ခကြုံလာတဲ့အကောင်ဆွန့်ပြီးတော့သွားတာမျိုးဖြစ်ရဘူးတဲ့။မေတ္တာမိတ်ကောင်းဆွေးအောင်။ဒါဘုရားဟောထားတဲ့ထဲကမိတ်ကောင်းဆွေးအောင်ခုပဲ။ ဆိုမြတ်စွာဘုရားပေါင်းရမယ့်ပုဂ္ဂိုလ်တွေကိုဟောထားတာရှိသူဟထမိတ္တတကယ်ကိုစိတ်ရင်းနှလုံးရင်းကနေကောင်းတဲ့ပုဂ္ဂိုလ်မျိုးသူဟထကောင်းစိတ်နှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်သူဟထလို့ခေါ်တယ်စိတ်နှလုံးကောင်းရှိတဲ့မိတ်ဆွေပါတော့နံပါတ်၁ကဥပက္ကရမိတ်ဆွေတဲ့ခြေစူးပြုတ်တတ်တဲ့မိတ်ဆွေကိုယ့်ရဲ့အပေါင်းအသင်းတယောက်ဟာ ဆိုပါစို့အယက်ဒေသာတောက်ပြီးမူးမေ့နေရင်တောင်မှပဲအယက်မူးပြည်သည်ထိအောင်သူအန္တရာယ်မဖြစ်အောင်ဆောင်းလျှောက်ပေးတယ်တဲ့ဟောမကောင်းတာလုပ်တာတောင်ဆောင်းလျှောက်ပေးတာနော်မိတ်ကောင်းဆွေကောင်းမှာအဲ့လိုသူပစ္စည်းတွေအထိမ့်သိမ့်မရှိဘူးဆိုလို့ရှင်မြင်တာနဲ့သိမ့်ပေးတယ်ကုညီပေးတယ်ဟောအဲ့ဒီပုဂ္ဂိုလ်မျိုးကဥပက္ခရာယေရှုပြုတဲ့ပုဂ္ဂိုလ်မျိုးတစုံတစ်ခုဘေးရန်ကြုံလို့ ကိုမိတ်ဆွေကိုပေါင်းတဲ့ပုဂ္ဂိုလ်တရားမှာတိတ်ကြောက်လန့်နေလို့ရှိရင်လည်းအာပိစကားပြောတယ်ကိစ္စရှိလို့ရှိရင်လည်းပဲဝိုင်းကူပြီးတော့ဆောင်ရွက်တယ်ငွေကြီးတဏ္ဍလိုတာကစပြီးတော့အကူအညီထောက်ပံ့ပေးတယ်အဲ့ဒီလိုမိတ်ဆွေမျိုးကြတော့ဥပက္ကာရမိတ်ဆွေမိတ်ဆွေစစ်ပါတဲ့ဒါလောကကြီးပွားရေးအတွက်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးပေါင်းတရမယ်တဲ့နောက်မိတ်ဆွေတခုကပါတော့ဆိုတမာနဒုက္ခဒုက္ခတမာနဆိုတာတူညီသောဒုက္ခဒုက္ခ ချမ်းသာဆင်းရဲချမ်းသာလည်းအတူတူပဲဆင်းရဲလည်းအတူတူပဲနော်အဲ့ဒီလိုတူညီတဲ့စိတ်ထားရှိတဲ့မိတ်ဆွေအေးခုကပြောကြတယ်မဟုတ်လားအေးအတူပူအမြနော်အေးအတူပူအမြချမ်းသာရင်လည်းတို့အတူတူပဲဆင်းရဲရင်လည်းအတူတူပဲမခွဲမခွာတူတူအကျုံးပြုပြီးတော့နေကြတဲ့မိတ်ဆွေမျိုးတွေကိုတမာနဒုက္ခဒုက္ခလို့ခေါ်တယ်အဲ့ဒီမိတ်ဆွေမျိုးကကိုယ့်ရဲ့လျှို့ဝှက်ချက်ကိုလည်းပဲ အဲ့ဒီပုံကမျိုးကိုပြောတယ်ကိုယ့်ရဲ့နှိဝဝချက်တခါတည်းနှိဝဝချက်ဆိုတာသူကနှုတ်ထဲကထုတ်မပြောရလို့ရှိရင်မနေနိုင်တော့အောင်ဖြစ်တယ်အဲ့တော့ထုတ်ပြောရမှဆိုလို့ရှိရင်အဲ့ဒီလိုမိတ်ဆွေမျိုးမှပြောတဲ့နေပေါ့သူ့ရဲ့နှိဝဝချက်ကြတော့လေနှိဝဝပြီးတော့ပေးတယ်အပြင်ကိုမပေါချအောင်ထိမ့်ပေးတယ်ပေါ့ဒုက္ခကြုံလာလို့ရှိရင်လည်းစွန့်ပြီးတော့မသွားဘူးခုနကဘွယ်ဝင်ကြီးကမှားသွားတဲ့ပုံကဒီလိုလူမျိုးမပေါင်းနဲ့ဆိုတာ ဒုက္ခကျုံလာလို့ရှိရင်စွန့်ပစ်သွားတဲ့ပုံကမျိုးမဖြစ်ရဘူးတဲ့။နောက်ကိစ္စဝိစ္စတွေ့လာလို့ရှိရင်ကိုကိုတိုင်းကအသက်ဆုံးပြီးတော့ကာဝယ်ပေးတယ်။ဟောအဲ့ဒီမိတ်ဆွေမျိုးကတော့တမာနာဒုက္ခဒုက္ခမိတ်ဆွေလို့ခေါ်တယ်။နောက်မိတ်ဆွေတကူကပါတော့ဆိုရင်အထက်ခါကြီးအကျိုးစီးပွားကိုပေါ်ပြောပြသတတ်တဲ့မိတ်ဆွေကြီးဆရာသမားလိုမိတ်ဆွေမိတ်ကောင်းဆွေပေါ့။အဲ့ဒီပုံကကြတော့ ကိုယ့်ရဲ့မိတ်ဆွေတယောက်ဟာမကောင်းတာလုပ်နေလို့ရှင်ဟာမလုပ်နဲ့မလုပ်နဲ့ဒါနဲ့မရရအောင်ဒါကောင်းတာလုပ်ဖို့အတွက်လည်းပဲသူကအားပေးတိုက်တွန်းတယ်အထက်ခါကြီးမိတ်ဆွေအသေးစမ်းနေဟောပြောပေးတယ်ကောင်းရာဘုံကိုရောက်အောင်ပြောပေးတယ်အထက်ခါကြီးနောက်ဆုံးမိတ်ဆွေတခုကဘာလို့ဆိုရင်အနုကံပကတနာဆောင်ရှောက်တတ်တဲ့မိတ်ဆွေတဲ့တနာဆောင်ရှောက်တတ်တယ်ဆိုတာကို့မိတ်ဆွေအပေါင်းအသင်းတယောက်ပြည့်စည်နေပြီဆိုရင် စိတ်ထဲမှာဝမ်းသာလူတွေကတပည့်သားပြက်စီးရင်ကြိတ်ပြီးဝမ်းသာတတ်တယ်နော်ဘလက္ခဏာဝမ်းသာဘူးပြောပြီးမယ်ကြိတ်ပြီးဝမ်းသာတတ်တယ်အေးကြီးပွားတုတ်တဲ့နေရင်လည်းတကယ်ကြိုက်တယ်ပေါ့နှစ်သက်တယ်ဆိုလိုတာကအိတ်တာမရှိဘူးမစ္စရိယမရှိဘူးမုဒိတာ ရှိတယ်လို့ဒီလိုပြောတာကိုမိတ်ဆွေရဲ့အပြစ်ကိုတပည့်သားကပြောလို့ရှိရင်မပြောဖို့တားတာကိုမိတ်ဆွေကြောက်ကကိုအဲကိုရဲ့မိတ်ဆွေရဲ့ဂုံကျေးဇူးတကားကိုပြောတယ်ဆိုရင် ဖြည့်ဆက်ပြီးတော့သူကပြောပေးတယ်အတင်းတော့တချို့ကျတော့ချင်းမွမ်းစကားပြောလို့ရှိရင်မကြိုက်နိုင်ဘူးမကြိုက်နိုင်တဲ့အခါကျတော့မင်းတိတာကဒါလေးကိုကမင်းမတိတာလေးရှိသေးတယ်လို့ဘာလို့လို့ညာလို့လို့နဲ့ထည့်လိုက်သေးတာပဲအဲ့တော့မိတ်ဆွေစစ်ဆိုတာမျိုးကျတော့တကယ်ကိုဒီကိုယ့်ရဲ့မိတ်ဆွေပေါ်မှာတနာဆောင်ရှောက်တတ်တယ်ဟောပေါင်းလိုက်တဲ့အခါကျတော့ဥပကာရလို့ခေါ်တဲ့ခြေစူးပြုတတ်တဲ့မိတ်ဆွေ တမာနဒုက္ခဒုက္ခဆိုရယ်အေပုအေတူပုအမြဆိုရယ်မိတ်ဆွေလေးအထက်ခါကြီးကောင်းကျိုးချမ်းသာတွေကိုဟောပြောပေးတတ်တဲ့မိတ်ဆွေအနုကံပကတနာဆောင်လျှောက်တတ်တဲ့မိတ်ဆွေတဲ့အဲ့ဒီမိတ်ဆွေမျိုးဟာတကယ်မိတ်ကောင်းဆွေကောင်းဖြစ်ပါတယ်မိမိကိုယ်တိုင်ကလည်းအဲ့ဒီလိုမိတ်ကောင်းဆွေကောင်းဖြစ်ဖို့ကြင်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်ပါတယ်ကိုပေါင်းတဲ့မိတ်ဆွေတွေကလည်းအဲ့ဒီလိုမိတ်ဆွေမျိုးဖြစ်တင်ပါလေလို့ဒါကြောင့်မို့ဒီကနေ့ည ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲကနေပြီးတော့မိษွေအတုဆိုတာဘာလဲမိษွေအစ်စ်ဆိုတာဘာလဲမိကောင်းဆွေကောင်းဆိုတာဘာလဲလောကမှာပေါင်းတဲ့ဆက်ဆံရေးတန်ရာကြီးပွားရေးပဲဖြစ်စေ လောက ကြီးပွားရေးပဲဖြစ်စေတရားဓမ္မနဲ့ပတ်သက်တဲ့ကြီးပွားရေးပဲဖြစ်စေမိษွေကောင်းနဲ့မိကောင်းဆွေကောင်းနဲ့ခင်းပြီးတော့မကြီးပွားမတိုးတက်နိုင်ဘူးဒါကြောင့်မိကောင်းဆွေကောင်းဆိုတာအမတန်မှလိုအပ်တယ်အင်အားကြီးလာတဲ့ external condition အပြင်ကအကြောင်းတရားဖြစ်တယ်ဆိုတာလက်ခံပြီးမိကောင်းဆွေကောင်းမိမိတို့ကိုယ်တိုင်ကလည်းအများရဲ့မိကောင်းဆွေကောင်းဖြစ်အောင်ကြိုးစားကြဖို့မိမိတို့ပေါင်းတဲ့ပုဂ္ဂိုလ်တွေပဲတကယ်မိဆွေကောင်းတွေဖြစ်ဖို့ဆိုတာအာယုန်ထားပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်တည်း